အားလုံးပဲမင်္ဂလာပါ7 blog ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်အာဖဂန်နစ္စတန်နေဆိုလို့ရှိရင်လည်းပဲအာဖဂန်နစ္စတန်နေကိုပြီးထားတဲ့တရားခိတယာယီပြီးထားတဲ့ဆိုတော့ TPS ပေါ့နော်အဲ့ TPS တွေကိုလည်းပဲသူအမိစာထုတ်ပြီးတော့ပိတ်ပလိုက်တယ်အဲ့တော့ကြောင့်မို့လို့ TPS ပေါင်း9000လောက်ဟိုသူတို့ပြန်ရတော့မယ်လို့ဆိုလိုတာဒီဇူလိုင်လ12ရက်နေ့နောက်ဆုံးထားပြီးတော့အိမ်ကိုပြန်ခိုင်းထားတယ်သူတို့ TPS တွေကိုလည်းတက်တန်တို့မပေးတော့ ဲ့တော့ကျွန်တော်တို့မြန်မာတွေလည်းပဲ GPS ကတက်တန်းကုံသွားမယ်ဆိုလို့ရှိရင်ရဆက်တိုးပေးအောင်ပါလားဒလောဒလောတွေဖြစ်နေတယ်ပေါ့နော်အာဆူဒန်တို့တကယ်ကမ္ဘာနိုင်ငံတွေမှာတကယ်ကိုစစ်ပြစ်ပြီးတော့မှတကယ်သူတို့နိုင်ငံတွေရဲ့လုံးဝဒုက္ခတွေနဲ့ခံနေရတာတွေဒီအာဖဂန်နစ္စတန်ဆိုလို့ရှိရင်ဒါတာလီဘန်တွေနဲ့အုပ်ချုပ်ပြီးတော့သူတို့အိမ်ပြန်သွားမယ်ဆိုသူတို့ဘာဖြစ်မလဲဟိုသူတို့ရဲ့အသက်ရှင်တန်မှုတွေကဘာမှမရေရဘူးဆိုတော့တိနေပါရဲ့နဲ့ပြန်လွတ်လိုက်တယ်မြန်မာတွေကိုသူပြန်မပို့ဘူးလားပြန်ပို့တယ် ဲ့ဒီဥစ္စာကိုကျွန်တော်အခုနည်းနည်းပါးပါပြောပြရမယ်ပေါ့နော်ဒီသတင်းရဆိုလို့ရှိရင်သူက transfer ရနေတယ်ပြီးတော့မှဒီမြန်မာနိုင်ငံသားတယောက်ကိုရွှေပြောင်းနေထိုင်သူလေသူကတောင်ဆူရန်ကိုတရားမဝင်ပြည်နယ်နဲ့ပေးလိုက်တယ်လို့စွပ်စဲခံရတယ်အဲ့ဒီသူတို့ဒီမှာဖော်ပြထားတာကတော့ MM လို့ဖော်ပြထားတယ် M NM ဆိုတဲ့အခါကျတော့ကျွန်တော်ဒီသတင်းနဲ့ပတ်သက်ပြီးတော့ဆက်ဆက်သတင်းတွေကိုဆက်လေ့လာတဲ့နေရာမှာကျွန်တော်ကဘာတွေ့လဲဆိုတော့မြန်မာတွေထဲမှာသူဖမ်းထားတဲ့ထဲမှာသူကညိုမြင့်ဆိုတာပါတယ်ပေါ့နော် န်မ်ဆိုလို့ရှိရင်ဒါညိုမြင့်ဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒါတော့ဒါသူတို့ကတော့နာမည်ပြည့်စုံဖော်ပြမထားဘဲနဲ့ဒီနေရာမှာ NM လို့ပဲဖော်ပြထားတယ်အဲ့ဒါကိုဘယ်သူလဲဆိုတော့သူ့ရဲ့ရှင်နေကဂျက်ကွာလိုင်းဘราวน์လို့ခေါ်တယ်ပေါ့နော်သူ့ရဲ့ရှင်နေဂျက်ကွာလိုင်းဘราวน์ကနေတဲ့ပြီးတော့မှအင်္ဂါနေ့မှာသူကဗီဒီယိုနဲ့သူတို့ချင်းပြည့်စုံပြီးတော့ချိန်ဖို့ရအတွက်ကိုသူကချိန်တာပြီးသား ီဇင်ထားတာစီဇင်ထားမယ်လို့နောက်နေ့မနက်ခင်းတာ၈နာရီနဲ့28မိနစ်ရောက်တဲ့အချိန်မှာ तू ကဖုန်းလန်းဆက်ပြီးတော့ तू လှမ်းပြီးတော့ contact လုပ်တဲ့အချိန်မှာအဲ့ဒါကမရှိတော့ဘူးအတွေ့လို့မရတော့ဘူးအဲ့မှာ port is per ထင်းထင်းရေးဌာနအရာရှိတူက तू ကဒီ NM ကိုအဲ့ဒီနေ့မနက်မှာပဲတောင်စုတန်းကိုပို့လိုက်ပြီးတော့ तू ကအတီးပြုတ်ပေးလိုက်ချင်းနေတွေကနေတဲ့ပြီးတော့မှဒီရွှေပြောင်းသူက သူရင်မဟုတ်ဘူးလားသူရင်လားဆိုသူရင်မဟုတ်ဘူးအဲ့ဒီပုံစံသူသူက kiss to bnn meets တယောက်လဲ bnn လူမျိုးတယောက်လဲပါတယ်ပြီးတခါကျတော့အခြားနိုင်ငံသား၁၀ယောက်လဲပါတယ်အဲ့လေရင်ပုံမှာအဲ့တော့ဟိုစုစုဆိုလိုတာစုစုပေါင်း12ဦးပေါ့ဗောနော်ဒီမှာတခါတဲ့အဲ့လေရင်နဲ့ပဲတောင်စုရန်ကို ရုတ်တရက်သူကပို့ပေးလိုက်တယ် dnm ကသူကသူတို့ပြောထားတဲ့အတိုင်းဆိုလို့ချင်းသူကအင်္ဂလိပ်စကားကိုရေးရေးလဲလဲစစ်ပစစ်မပြောနိုင်ဘူးသူကဟိုတန်တက်လောင်းနဲ့ပဲပြောတာသူက ် additive speaking ပေါ့နော်သူကနည်းနည်းပုံမှန်လောက်ကလေးပဲပြောတတ်တယ်ဒါကြောင့်မို့လို့သူ့ရဲ့ဒီစာမှာတော့သူလက်မှတ်မထိုးနိုင်ဘူးဆိုသူညှင်းဆိုထားတယ်လို့တော့ဒါရှင်းနေကပြောတယ်ပေါ့နော်အဲသူရဲ့မူလနိုင်ငံကိုပဲပို့ရမယ်မူလနိုင်ငံတွေကလက်မခံနိုင်ဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီအရှနိုင်ငံတွေနဲ့တချို့စီစစ်ပစ်နေတဲ့နိုင်ငံတွေကလူတွေရဲ့အထောက်အထားတွေကိုဒါတဲ့နေရာမှာ e government မဖြစ်တဲ့အကြောင်းမလို့တိတ်မမြန်ဘူးမမြန်တဲ့အတွက်ကြောင့်မလို့ဒီဘက်ကဟာတွေအဲ့ဒါတွေကသူတို့ကဟုတ်မဟုတ်အထောက်အထားတွေကို ချက်ချင်းကြီးမလုပ်ပေးနိုင်တဲ့အတွက်ကြောင့်မလို့သူတို့က processing ကိုမြန်မြန်လုပ်ချင်တယ်။အမြန်လုပ်ချင်တဲ့အတွက်ကြောင့်မလို့ဒါတတိယနိုင်ငံတောင်ဆူဒန်ကိုသူကဆူဒန်နိုင်ငံကထောင်တစ်ခုကိုပို့လိုက်တယ်။ကြောင်ကြားစာတွေမှာလည်းပဲကန့်ကွက်ထားတဲ့ဟာတွေရှိတယ်။တချို့တွေဆိုလို့ရှိရင်သူတို့ကိုတရားဝင်ဒါကစာမပေးဘဲနဲ့ဒီတိုင်းဝင်ဖမ်းသွားတဲ့အတွက်ချက်ချင်းပို့လိုက်တာမျိုးတွေပါလာတဲ့အတွက်ကြောင့်မလို့တရားဥပဒေရဲ့အမိန့်ကိုချိုးဖောက်ခြင်းဖြစ်တယ်လို့ဒါရှင်းတွေတွေကတော့ဆွဆွဲထားတယ်ပေါ့နော်။ ဒါရဆိုရင်လည်းပဲဒီတောင်ဆူဒန်ကလက်ရှိစစ်ပွဲဖြစ်ပွားနေတဲ့နိုင်ငံဖြစ်ပြီးတော့အဲ့နိုင်ငံမှာဆို number 4ပေါ့နော် travel ban လောက်ထားတဲ့လေပတ်ဖို့ရာအတွက်ကိုမြန်မာနိုင်ငံလူမျိုးပဲလေပတ်ဖို့ရာအတွက်ကိုဒါအစင်းလေးအနေနဲ့သူတို့က notice ပေးထားတဲ့နိုင်ငံမှာအဲ့နိုင်ငံကိုဒါပို့လိုက်တဲ့အတွက်ကြောင့်မို့လို့လုံခြုံရေးလုံခြုံမှုအတော့ဒါအကုန်လုံးခမန်းကြည့်လို့ရတာပေါ့နော်အဲ့တော့အဲ့ဒီမှာဘာတွေဖြစ်နိုင်မလဲဘာတွေလဲဆိုတာနောက်ဆက်တွေပြဿနာတွေဟာ ဘလောက်တောင်ကြီးကျက်သွားနိုင်လဲဆိုတာကိုတော့ဘယ်သူမှမသိပါဘူး M ဆိုတာကိုတော့ဒါတရားဝင်ပို့လိုက်တယ်ဆိုတာကိုတရားဝင်ဖော်ပြထားပါတယ်ဒီသတင်းကတော့ဒါ DHL လို့ခေါ်တဲ့ Online Security အနေနဲ့ပြောမှမီဒီယာတွေမှာသူကဒီသတင်းတွေကမှားရင်းဖော်ပြနေပါတယ်ဆိုပြီးတော့မှဖြည့်ရှင်းချက်ထုတ်ပေးတဲ့အနေနဲ့ဒါပြထားတာဖြစ်ပါတယ် သူအထက်မှာတော့ဘာဖြစ်လဲဆိုတော့ဒီဆက်ကဒီပြည်နယ်နယ်ပြည်ဖို့ဆုံးဖြတ်ချက်ကမကြသေးခင်ကလည်းစူဒန်ဘက်ကိုလေးနဲ့ပို့ဆောင်မှုပေါ့တကယ်ပြီးခဲ့တယ်ဆိုတော့တော့သူကတရားဝင်ဖော်ပြထားတယ်ဒီထက်ကနေတဲ့ပြီးတော့သူကအမေရိကန်ကနေတဲ့ပြီးမှတကယ်ကိုမှုတွေကျူးလွန်ထားတဲ့သူတွေကိုပို့ရလို့သူကပြောထားတယ်ဒီထက်မှာပို့လိုက်တဲ့လူတွေထဲမှာသူကဟိုလူသက်မှုတွေမရိမှုတွေကလေးတငယ်တွေကိုပြစ်မှုကျူးလွန်မှုတွေ pedophilia လို့ခေါ်တာပေါ့နော်အဲ့လိုမျိုးကလေးတငယ်လေးအသက်မပြည့်သေးတဲ့ကလေးတွေကိုဒါ လွန်နာတွေကိုဟိုပါတယ်လို့သူကဆိုထားတယ်အဲ့ဒါတွေနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကိုလည်းပြည်သူတွေကနေတွေသူတို့ဟိုဒါဖော်ဒါပြန်လဲပြပို့နိုင်ပါတယ်ဆိုတာတွေကိုလည်းသူတို့ကဖော်ပြထားတယ်ဘုရားသူကြီးတချို့ကဒီပြမှုကျူးလွန်သူတွေကိုအမေရိကန်ပြည်ထောင်စုတွေကိုပြန်ဝင်ဖို့ပြုပေးဖို့လို့ကြိုးပမ်းနေတယ်ကြိုးစားနေတယ်လို့သူကဝေဖန်ထားတယ်ဒီလူတွေကအမေရိကန်လူမျိုးတွေအတွက်ပေါ့နော်အမေရိကန်ပြည်သူတွေအတွက်ရှင်းလင်းပြီးတော့လက်ရှိအနေဖြစ်တယ်လို့လည်းပဲသူကဒီနေရာမှာသူကဖော်ပြထားတယ် မာလိုင်းညာသားကိုကြားလို့သူကကြော်မြလို့ဖော်ပြထားတယ်။ကြော်မြကို2025ဖေဖော်ဝါရီလ16ရက်နေ့မှာဒါ ICU ကနေပြီးတော့ဖမ်းဆီးခဲ့တယ်။သူကအသက်12နှစ်အောက်ကလေးတငယ်တဦးကိုလိမ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကျူးလွန်ခဲ့တာဖြစ်ပြီးတော့ဆယ်နှစ်အကျဉ်းချခံထားရတယ်လို့ဆိုတယ်။နောက်ညိုမြင့်သူကဗမာနိုင်ငံသားလို့ပဲဖော်ပြထားတယ်။အဲ့ဒီညိုမြင့်ကိုလည်းပဲ2025ဖေဖော်ဝါရီလ16ရက်နေ့မှာ ICU ကဖမ်းဆီးခဲ့တယ်။ သူကစိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာအကြံဖတ်မှုတွေကျူးလွန်ခဲ့သူဖြစ်ပြီးတော့သူကလိင်ပိုင်းဆိုင်ရာအနိုင်ကျင့်မှုနဲ့အကြံဖတ်မှုတွေမိသားစုမဟုတ်တဲ့လူတွေကိုသူကအနိုင်ကျင့်မှုတွေပါဝင်တယ်လို့ဆိုတယ်သူကလည်းပဲ12နှစ်အကျဉ်းချခံထားရတယ်လို့ဒီနေရာမှာဖော်ပြထားတယ်ပေါ့မာညိုမြင့်လို့ဖော်ထားတာရဒီက NM ရယ်ဆိုတော့ဒါကဒီညိုမြင့်ကိုပဲဒီဘက်ကိုပို့လိုက်တာဖြစ်နိုင်တယ်လို့ဒါကျွန်တော်ကကောက်ချက်ချလို့ရပါတယ်ဒါမဲ့သူတို့ကတော့တရားဝင် NM လို့ပဲဖော်ပြထားပါတယ် သတင်းတပုတ်မှာဆိုလို့ရှိရင်လည်းဒါမှနိုင်ငံသားအချင်းချင်းကိုပဲဒါချင်းချင်းငွေကြေးယူပြီးတော့လှုပ်ကြံနေတဲ့အတွက်ကြောင့်မို့လို့အဲ့ဒီအမှုကိုလည်းပဲအခုအမိန်နေချလိုက်တယ်။နောက်သမ္မတဒေါ်နယ်ထရန့်ရဲ့ရက်တရာပြေမှာလည်းပဲဒါကျွန်တော်တို့သတင်းတွေလည်းကျွန်တော်ပြောခဲ့ဘူးတဲ့အဲ့ရက်တရာပြေမှာလည်းပဲဖော်ပြထားတဲ့ဒီပဏာယအနေနဲ့ဓပ်ပုံအနေနဲ့ထုတ်ပြတဲ့အထက်မှာလူတရာကိုသူယူတော့မှထုတ်ပြခဲ့တယ်။အဲ့အင်ယူတော့မှထုတ်ပြတဲ့လူတရာထဲမှာလည်းပဲမြန်မာလူမျိုးမြန်မာနိုင်ငံသား၃ဦး ပါတယ်ပေါ့မြန်မာပြည်သူတွေကျူတင်ကာကွယ်နိုင်တဲ့လောက်လေးတွေကျူတင်ကာကွယ်လို့ရအောင်ကျွန်တော်ဒီသတင်းလေးကိုဖော်ပြပေးတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်